မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့မတ်လ14ရက်နေ့အတွက်သတင်းစာဘောကဖတ်စရာအစီအစဉ်ကိုတော့ကျွန်တော်အားကနေကျွန်မဟေမဝင်းတို့ကဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာဒါမျက်နှာဖုံးသတင်းအနေနဲ့ကတော့ဒါစိတ်မချမ်းသာစရာလေးသတင်းလေးတစ်ခုပါပဲကျွန်တော်ဒါ daily level သတင်းစာရင်းမျက်နှာဖုံးမှာပါဒါမနေ့ကညပိုင်းမှာငလင်လှုပ်သွားတယ်ပေါ့နော်ကျွန်တော်ရန်ကုန်တိုင်းထဲမှာလှုပ်သွားတာဟုတ်ကဲ့ဒီမှာတင်ထားတာတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ရဲ့အနောက်နောက်တောင်ဘက်ဒါ9မိုင်ခန့်အကွာကိုဘိုးပြူပြီးတော့တဲ့ဒါ register scale 9.8အဆင့်ရှိတဲ့ ငလင်လှုပ်ခတ်ခဲ့ပြီးတော့တိုက်ကြီးမြို့နယ်အတွင်းကတာသနင်းကအဆောက်အုံနဲ့အစိုးရရုံးနဲ့နေအချို့ပျက်စီးခဲ့ပြီးတော့လူ20ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီးတော့ဒီမှာတင်ထားတဲ့မျက်နှာဖုံးသတင်းလေးပါဒီမှာဆိုလို့ရှိရင်ဒါတာသနင်းကအဆောက်အုံနဲ့တော်တော်လေးထိခိုက်ထားတဲ့အနေအထားလေးရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ဆန်တော်ချိန်နေ့စဉ်သတင်းစာရဲ့မျက်နှာဖုံးပါဒါကတော့ကိုဖုံးမော်ကိုစိုးနိုင်ကြဆုံးချင်း29နှစ်မြောက်နှစ်ပတ်လည်ကျင်းပါတဲ့နိုင်ငံတော်အတိုင်းအမြန်ပုံကူတော်ဆန်းစုကြည် တဝန်လွာပေးဖို့ဆိုပြီးတော့ဒီမှာတင်ထားပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်နောက်တစ်ခုကတော့ကျွန်တော်ဒါအခုလက်တော်မှာပြည်သူအားလုံးစိတ်ဝင်စားနေတဲ့ဟာအခုချိန်ဒီလဲအများပြည်သူတွေရှုပ်ထွေးနေတော့မှာပဲခင်ဗျ The Voice Daily သတင်းစာရင်းမျက်နှာဖုံးကတင်ထားပါတယ်တကြံရုံးပိတ်ရက်ဆယ်ရက်ခန်းစား권ပေးရန်အစိုးရညွှန်ကြားယခုနှစ်ပိတ်ရက်9ရက်ပိုခန်းစားရမည်ဆိုပြီးတော့ဒါတင်ထားလေးပါခင်ဗျဒါကတော့ဒီနေ့ထွက်လာတဲ့ဒါသတင်းစာ channel တွေကပေါ့နော်ကျွန်တော်ဒါအများပြည်သူစိတ်ဝင်စားမဲ့ ညနေဖုန်းသတင်းလေးတွေပါဟုတ်ကဲ့တအားစုဒီနေ့အတွက်ညီမအိဒါအာဘောဘယ်ရများရွှေထားလဲခင်ဗျာဟုတ်ကဲ့ပါကိုညီမအနေနဲ့ဒီနေ့အတွက်အိဒါအာဘောကတော့ daily 11မှာပါဝင်တဲ့အိဒါအာဘောလေးကိုယူထားပါတယ်ရှင်ဟုတ်ကဲ့ပါစီးပွားရေးအရာအကျိုးအမြတ်မရှိသည့်စီမံကိန်းများလို့သူကတော့ခေါင်းစဉ်ပေးထားတာပေါ့နော်မြန်မာနိုင်ငံမှာတဲ့နိုင်ငံနဲ့လူမှုအတွက်အလေးထားပြုပြင်ပြောင်းလဲစရာကိစ္စရပ်များများစွာရှိတယ်တဲ့ဒီအစိုးရတဲ့လက်ထက်မှာပေါ့နော်တက်ဆိုင်ရန်ကဏ္ဍအလိုက်ကိုလည်းပြုပြင်ပြောင်းလဲနေတယ်ပေါ့နော်ဒီလိုပြုပြင်ပြောင်းလဲဖို့အတွက်တဲ့ကာလရှိအသားကျနေတဲ့အနေအထားမှာပုံမကောင်းမွန်တဲ့အနေအထားရရှိလို့တဲ့ရလကောင်း အနေထားရလက်ကောင်းတွေပြုလုပ်ရံပေါ့နော်အခက်ခဲတချို့တွေရှိနေတယ်ပေါ့နော်ဒီရေရှည်တွေနဲ့အမှန်တကယ်ပေါ့နော် အကျိုးရှိမိကိစ္စရံများအတွက်ဘက်ပေါင်းဆောင်များအဖြေရှာဖြေချင်းချင်းလက်တလုံးအခြေအနေအမှန်ပေါ်မူတည်ပြီးတော့ဒါမမှန်ကန်ကန်သုံးတက်ဖြေချင်းချင်းတွေပေါ့ဒီဒီလိုတွေလုံးမလာပေါ့ဒါရလက်ကောင်းတွေဖန်တီးနိုင်မယ်ပေါ့နော်ဒီလိုဒီလိုပြုတ်လို့ရမှာလေတဲ့ဥပဒေပြူရေးအုတ်ချုပ်ရေးတရားစီရင်ရေးမန်နိုင်သုံးခုနဲ့ စောက်ထမန်တိုင်းမှာတဲ့သတင်းမီဒီယာတို့ဒါအပြန်အလှန်ထိန်းချောင်းခြင်းမလာပေါ့နော်ဒီကောင်းမွန်ခြင်းများကိုဖန်တီးနိုင်မယ်တဲ့ဒီလက်တလောခြင်းမတဲ့လွတ်တော်မှာလဲပေါ့နော်နိုင်ငံနဲ့လူတို့အတွက်အရေးကြီးတဲ့အဆိုတင်နှင်းခြင်းများဆွေးနွေးမှုများကိုပြုလုပ်နေတယ်ဒီတဲကားမှာပေါ့နော်စီးပွားရေးအတွက်အကျိုးအမြတ်မရှိသည့်စီမံကိန်းကိစ္စရပ်များလဲပါဝင်နေတယ်ဆိုပြီးသူကတော့ရေးထားပါတယ်ရှင်နောက်ပြီးတော့သူကဒီမှာဆက်ရေးထားတယ်မြန်မာနိုင်ငံမှာရှိတဲ့ပေါ့နော်ဒီစီးပွားရေးအတွက်အကျိုးမရှိတဲ့စီမံကိန်းတွေကိုပေါ့နော်ဒီလက်တလောရက်ဆိုင်ရန်တင့်မတင့်အဆိုတာလာမဲ့ မလာ15 15ရက်နေ့မှာသူကတင်တွင်းမှုအတွက်ကလွတ်တော်မှာဆုံးဖြတ်မှာပေါ့နော်နောက်ပြီးသူကဒီမှာဆက်ရေးထားတယ်ဒီမလာ 6ရက်နေ့ရလဲပေါ့เนาะဒီ2018ဘဏ္ဍာနဲ့အမျိုးသားစီမံကိန်းဥပဒေကြမ်းနောက်ဆက်သွဲနှစ်စီမံကိန်းလုပ်ငန်းရှင်များနဲ့ဆက်လင်းတဲ့ဥပဒေကြမ်းပူးပေါင်းကော်မတီဒီလေ့လာတွေ့ရှိကြရဲ့တဘောတာမှတ်ချက်အစီရင်ခံစာဖိစွတ်ချက်တို့တင်တွင်းရမှာတဲ့နိုင်ငံတော်နဲ့နိုင်ငံသားများအကျိုးအမတ်ရက်လက်ကောင်းများဖော်ဆောင်မှုမရှိခြင်းတို့ကြောင့်လည်းပြန်လည်တုံးတက်ရန်စီမံကိန်း54ခုတာလက်တလောရက်ဆိုင်ထားရန်စနစ်တကျလေ့လာလက်တလောရက်ဆိုင်ထားဖို့အတွက်ကိုပေါ့เนาะဒါစနစ်တကျလေ့လာတုံးတက်ပြီးမှသူတို့ပြုလုပ်ဖို့အတွက်ကိုလည်းဒါပြီးခဲ့တဲ့ဒီမှတ်လ6ရက်နေ့ကသူတို့ဆွေးနွေးသွားတယ်ဆွေးနွေးသွားတယ် ။နောက်ပြီးတော့ဒီမှာအဲ့ဒီဆွေးနွေးချက်မှာလဲပေါ့နော်ဒါလွတ်တော်ကိုယ်စားလှယ်15ဦးကဆွေးနွေးခဲ့ကြတာဖြစ်တယ်ပေါ့နော်။ဒီဆွေးနွေးအကြံပြုရမှာတဲ့နိုင်ငံနဲ့နိုင်ငံသားများအတွက်အကျုံးမဖြစ်ထွန်းပဲအရှုံးပေါ်နေတဲ့စက်ရုံများကိုတဲ့လက်တလောရက်ဆိုင်ခြင်းနဲ့လက်စော့ရက်ဆိုင်ခြင်းကတဘာဝကြတော့လေတဲ့စက်ရုံများရက်ဆိုင်ပါကတဲ့ဝန်ထမ်းများရဲ့ရှေ့ရေးအလေးထားစဉ်းစားတင်ကြောင်း ဒီလိုဆွေးနွေးမှုတွေလည်းပါဝင်နေပေါ့နော်ဒီအခြားတော့အကောင်းဆုံးဖြစ်အောင်ကုစားနိုင်ရပုံမကောင်းမှုမျိုးဆိုတဲ့အမြင်တွေလဲတာအကျူတူပူပေါင်းဆောင်ရွက်မိကိစ္စများရှိလာပါကတဲ့သူ့ဘက်ကိုယ့်ဘက်မျှဝေအောင်နဲ့ဆောင်ရွက်စီမံတင်ကြောင်းစတဲ့ဖြစ်နေပုံစံမျိုးစုံချင်းကန်ဆွေးနွေးမှုများလဲတာပါဝင်ခဲ့ဆိုပြီးသူကတော့ရေးထားပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျ အဲ့ဒါပြီးတော့ဒီမှာဆက်ရေးထားရဲနောက်ဆုံးအနေနဲ့ပေါ့နော်အမြင်အမျိုးမျိုးတဲ့ရှုထောင့်အမျိုးမျိုးနဲ့အတူတဲ့မြင့်မောက်အရှိတရားများအပေါ်မှန်ကန်ဝေဖန်ပိုင်းခြားဆုံးဖြတ်ခြင်းရတာတဲ့ရက်လက်ကောင်းများအတွက်အရေးပါမှာဆိုပြီးတော့ဒါနောက်ဆုံးအနေနဲ့သူကအဆုံးသက်ထားပါတယ်ရှင်ဒါတော့ဒီလီ11မှာပါဝင်တဲ့အိတ်တာအပေါ်လေးပါပဲရှင်ဟုတ်ကဲ့ပါဒါအကျိုးမြတ်မရှိတဲ့စီမံကိန်းတွေရဆိုင်တာတော့ဒါတစ်ပိုင်းပေါ့နော်ဟုတ်ကဲ့ပါရှင်ကျွန်တဲ့တခုအနေနဲ့ကတော့ဒါစီမံကိန်း44ခုဆိုရင်ဝန်ထမ်းပေါင်းကဒါနည်းမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါရှင်ဒါထောင်နဲ့တောင်းနဲ့တော့ချိန်နိုင်ပါတယ်သူတို့တော့ကို တည်တည်ချာချာစဉ်းစားပြီးဖို့လိုလိုအပ်တယ်ပေါ့နော်အဓိကနံပါတ်1အနေနဲ့ဒါအိဒါအပေါ်မှာသူရှိညွှန်းတာကတော့အလုပ်သမားတွေတော့ကိုစဉ်းစားပြေးတယ်နောက်တစ်ပိုင်းအနေနဲ့ဒါတခြားတင့်တော်မဲ့အခြေအနေတရရရပေါ့နော်ပူလီကနဲ့ပူပေါင်းပြီးတော့ဆောင်ရွက်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးပြန်စဉ်းစားပြီးတော့မှဒါလေးတွေကိုစနစ်တကျလုပ်တင်နေဆိုတာလေးကိုတော့သူကတော့ဒါရှင်ညွှန်းထားတာလို့ဟုတ်ကဲ့ပါရှင်ဒါစီမံကိန်း44ခုဆိုလဲဒါတော်တော်များနေပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ဒါတည်င်းအနေနဲ့ကတော့ဒါငလင်နဲ့ပတ်သက်တဲ့တည်င်းလေးပါပဲဒါမြန်မာတိုင်းနေစဉ်တည်င်းစာရဲ့ မျက်နှာဖုံးနဲ့ဆက်မနာ၃မှာဖော်ပြထားတဲ့သတင်းလေးပေါ့နော်ဒါဒီရန်ကုန်မြို့မှာနေတဲ့သူတွေသတိထားမဲ့အခြေအနေလေးပါရန်ကုန်ဝင်းကျင်မှာတဲ့ဒါအင်အားရစ်ချတာစကေး9.8အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တယ်ငလင်ငယ်တွေထပ်မံလှုပ်ခတ်နိုင်ပွဲရှိဟုဆိုဆိုပြီးတော့ဒီမှာတော့တင်ထားပါတယ်ခင်ဗျာကဘာအေးမြေငလင်စခန်းကနေအနောက်မြောက်ဘက်22မိုင်အကွာတိုက်ကြီးမြို့ရဲ့အနောက်တောင်ဘက်9မိုင်ခန့်အကွာကိုဗဟိုပြုပြီးတော့တဲ့ဒါ Richard Scale 9.8အဆင့်ရှိတဲ့ငလင်တစ်ခု Matchla 73ရက်နေ့ ည8:49မိနစ်မှာလှုပ်ခတ်သွားခဲ့ပါတယ်ဒါမော့မော်ဘီတိုက်ကြီးဒေသမှာပြည့်ရွေဂျုံငယ်တစ်ခုကိုလှုပ်ခတ်ခဲ့ပြီးတော့ငလင်တစ်ကြိမ်သာလှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်ဆိုသူကတော့ဒီမှာတော့ရှင်းထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မိုးလေဝသနဲ့ဇလားပြည်တာညွှန်ကြားမှုဦးစည်းဌာနမြင်းငလင်ဌာနခွဲကလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာရင်မျိုးမင်းထွေးကဒါပြောထားတာကတော့ကျွန်တော်တို့လှိုင်းတူ9.8နဲ့ဖမ်းမိလိုက်တယ်သတင်းလဲထုတ်ထားတယ်ငလင်ဘူချက်နဲ့နီးတဲ့ဒေသတွေကြတော့ primary way နဲ့ဒုတိယလာတဲ့ secondary way ကိုလူတွေက သတိပြုမိတာဖြစ်တဲ့နှစ်ကြိမ်လှုပ်တာမဟုတ်ပါဘူးလှုပ်ခတ်မှုတစ်ကြိမ်ထဲမှာပဲလှိုင်းကအခုလိုဖြစ်လာတာပါပလိတ်တွေကြောင့်လှုပ်တာမဟုတ်ပါဘူးအခုလှုပ်တဲ့နေရာမှာပြက်၍အသေးပဲရှိပါတယ်ငလင်ကြီးရဲ့သဘောတဘာဝလျှောက်ငလင်ကြီးလှုပ်ပြီးရင်တော့နောက်ထပ်ငလင်အသေးတွေဒါတက်လာတဲ့သဘာဝရှိပါတယ်ဆိုပြီးတော့တွားတော့ဒီမှာကြောက်ဆူထားပါတယ်ခင်ဗျာငလင်လှုပ်ခတ်မှုကိုရန်ကုန်ဘကူးဒါအေယာဝတီမွန်ပြည်နယ်ကရင်ပြည်နယ်တွေမှာနေထိုင်သူတွေပါသိရှိခံစားခဲ့ရပြီးတော့ဒါငလင်လှုပ်ခတ်မှု အင်းအားအနေငယ်ပြင်းထန်တဲ့အတွက်ရန်ကုန်မြို့အတွင်းကဒါကန်ထရိုက်တိုက်တွေမှာနေထိုင်သူချို့တိုက်အောက်ကိုစင်ပြေကြရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်ဆိုတော့တောင်ဝင်းမှာနေတဲ့နေထိုင်သူတို့ကပြောထားတယ်ပေါ့နော်ဒီလိုမျိုးတော့သူကဆက်ပြီးတော့ရေးထားပါတယ်အတိုက်ကြီးမြို့နယ်မှာတော့ဒါငလင်းတန်းကြောင့်ပေါ့နော်တိုက်ကြီးရဲစခန်းအခန်းနှခန်းရှမ်းစုရက်ွက်လူနေတချို့ပျက်စီးပြီးတော့အမျိုးသမီး၄ဦးအမျိုးသား၁ဦးဒဏ်ရာရှိခဲ့ပြီးတော့မြို့နယ်ဖျားကြီးကြောင်မို့ဦးနဲ့ရှမ်းကြောင်ကြီးမို့ဦးဘေးအုတ်တိုင်တွေပြေချပျက်စီးခဲ့တာတွေ ဖြစ်ပေါ်ခဲ့ပြီးတော့လက်စစ်မီပြတ် တောက်မှုတွေလည်းဒါညကဖြစ်ခဲ့တယ်ဆိုပြီးတော့သူကတော့ဒီမှာဆက်ပြီးတော့ရှင်းထားပါတယ်ခင်ဗျဒါလေးကိုတော့ဒါနောက်ဆက်တွဲငလင်ငယ်လေးတွေကိုတော့နည်းနည်းသတိပြုရမယ်ဆိုတာလေးကိုရှင်းထားတာပါဟုတ်ကဲ့ပါဒါဆိုဒုတိယသတင်းပေါ်ညွှန်ပါအေးဟုတ်ကဲ့ပါအခုဒုတိယသတင်းတစ်ပုဒ်အနေနဲ့ညီမရွေးထားတာတော့အရက်သား300ကျော်ကို MNDAA အဖွဲ့ကဖမ်းဆီးထားကြောင်းတက်မတော်ကသတင်းထုတ်ပြန်ဆိုတဲ့သတင်းလေးပါပဲရှင်ဒါကိုတော့ဒါ7 day ကနေရေးထားတဲ့သတင်းလေးပေါ့နော်ဟုတ်ကဲ့ပါခင်ဗျ လောက်ကောင်တိုက်ခတ်မှုဖြစ်စဉ်တွင်နဲ့ MNDAA လက်နက်ကင်အဖွဲ့များကအရက်သား300ကျော်ကိုဖမ်းဆီးသွားပြီးမလ23ရက်နေ့ကတိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းသတ်မှတ်တော်ကသတင်းထုတ်ပြန်ပါတယ်တဲ့။လောက်ကင်မျိုးနိုင်နဲ့တိုက်ခတ်ခံရမှုနဲ့ပတ်သက်၍မလ23ရက်နေ့ကဒုတိယမြောက်သတင်းထုတ်ပြန်ခဲ့ပြီးတိုင်းရင်းသားပြည်သူ320ဦးပြန်ပြီးဆွဲလူတက်စုဆောင် ခံခဲ့ရကအရက်သား5ဦးနဲ့ကိုကန့်ရင်သိမ်း ကိုကန့်ရင်သိန်းရဲ့၅ဦးသေဆုံးခဲ့ရပြီးကိုကန့်ရင်သိန်းရဲ့၄ဦးတစကန်အဖြစ်ဖမ်းဆီးခေါ်တွားခြင်းခံရကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသတင်းထုတ်ပြန်မှုမှာဖော်ပြထားပါတယ်တဲ့။ ဒီမလာ6ရက်နေ့ညတိုက်ခိုက်မှုမှာလဲပေါ့เนาะဒီဖူလီလိုက်ဟိုတယ်ကဒီပတ်စံတွေကိုဓမြတိုက်တေးပတ်စံတွေကိုဒါဓမြတိုက်ယူသွားတယ်ဝန်ထမ်းအမျိုးသား120ဦးအမျိုးသမီး200ဦးလဲဒါစုစုပေါင်းဟိုတယ်ဝန်ထမ်း320ဦးလဲပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြအောင်လိုက်ပါရန်ညှင်းဆန်တဲ့ဝန်ထမ်း100ဦးအမိစစ်ဆက်ဆဲအားတင်းနှက်ဖြင့်ပြစ်တက်ခဲ့ပြီးအမျိုးသမီးဝန်ထမ်း100ဦးအမိစစ်ဆက်ဆဲကိုလဲမရင်းကျင်းခဲ့ကြအောင်ထို့နောက်ဖန်စီထားသည့်ဝန်ထမ်းအမျိုးသမီးများအား သူတို့အဖွဲ့အတွင်တာဝန်ထမ်းဆောင်ရန်ဆန္ဒရှိမရှိမေးမြန်းရာအမျိုးသမီးလွေဦးတာသဘောတူညီခဲ့တော့လေတပ်ဖက်နိုင်ငံသားအမျိုးသမီးအမျိုးသမီးများမှအပါကြံအမျိုးသမီး90ဦးကိုသူတို့အဖွဲ့အတွင်တာဝန်ထမ်းဆောင်ရန်ရွေးချယ်ခဲ့ကြောင်းဖန်စီခံရတဲ့ဝန်ထမ်းအမျိုးသား120ဦးအနေနဲ့တပ်ဖက်နိုင်ငံသား10ဦးကိုပြန်လွှတ်ပေးခဲ့ရပြန်လွှတ်ပေးခဲ့ပြီးကြံ130ဦးနဲ့အမျိုးသမီး150ဦးတို့ကိုလည်းနန့်ဆန်မျိုးတို့မော်တော်ယာဉ်များဖြင့်ဖန်စီခေါ်ဆောင်သွားခဲ့ကြောင်းဆက်ဆက်တည်င်းများအရာဖန်စီသွားသူများအား ကုံချမ်းမြို့နယ်ဟုံအိုင်းဒေသတို့နှက်ဆန်မြို့မှတဆင်ပို့ဆောင်၍အကျန်းဖြစ်တင်နန်းများတက်ရောက်စီမီဟုသိရှိရကြောင်းသတင်းထုတ်ပြန်ထားပါဗျ။ဟုတ်ကဲ့ပါခင်ဗျ။နောက်ပြီးတော့သူကဒီမှာရေးထားတယ်ပေါ့နော်။ဒီထုတ်ပြန်ခြင်းမှာတဲ့ MNDAA အကျန်းဖက်တောင်းချမ်းသူများဟုဖော်ပြထားပါဗျ။ဒီမလ6ရက်နေ့ကနေ7ရက်နေ့အထိပေါ့နော် MNDA အဖွဲ့နဲ့ထိတိတိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း58ကြိမ်ဖြစ်ပွားခဲ့ပြီးအရာရှိစစ်တီအချို့ကြဆုံးသွားကတချို့မှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သူကရေးထားတယ်ပေါ့နော်ဒီနောက်ဆုံး ရေးသားချက်မှာတော့ MNDA အဖွဲ့ကနိုင်ငံနယ်စပ်တလျှောက်တောင်ကုန်းတောင်ကျောနယ်မြေအနေအထားအသာစီးရမှုအခွင့်ကောင်းအရယူမှုတိုက်ခိုက်နေပြီးနယ်စပ်မိုင်းတိုင်းအမှန်126နှစ်129ကံအပါအဝင်မြန်မာတရုတ်နိုင်ငံနဲ့ဆက်အနီးအနားတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ဒီ7 day မှာပါဝင်တဲ့လက်ရှိတိုက်ပွဲတွေအကြောင်းကိုရေးထားလာပါရှင်။အပြစ်မဲ့ပြည်သူတွေပါဖမ်းဆီးခံထားရတယ်ပေါ့နော်ဒီလိုမျိုးသတင်းထုတ်ပြန်ထားတာဒါတွေကအမှန်တကယ်ဆိုလို့ရှိရင်တော့ဒါ ပြည့်မဲ့ပြည်သူတွေတော့မလုတ်တင်းတဲ့အနေအထားတော့ရှိတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒါသတင်းအနေနဲ့ကတော့ဒါနောက်ဆုံးသတင်းပေါ့နော်တတိယသတင်းတစ်ပုတ်အနေနဲ့ကတော့ The Voice Daily သတင်းစာရဲ့စာမျက်နှာ၄ကသတင်းတစ်ပုတ်ပေါ့ဒါကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရပိုင်းကအမှုဖွင့်ခံခဲ့ရတဲ့မြန်မာနောင်းကအက်ဒီတာကိုဆွေဝင်းနဲ့ကိုဆွေဝင်းပေါ့နော်ဒါအမှုဖွင့်ခဲ့တဲ့မဘာသာအဖွဲ့ဝင်ဦးကျော်မျိုးရွှေကိုတဲ့ဒါ66ခါကြီးနဲ့ ပြန်ပြီးတော့အမှုဖွင့်လိုက်တယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးကိုတင်ထားတဲ့သတင်းလေးတစ်ခုပါမြန်မာနောက် editor ကိုဆွေဝင်းကိုအမှုဖွင့်တိုင်တန်းခဲ့သည့်ဝန်သားမှုအမှတ်အဖွဲ့ဦးဆောင်သူတူဖြစ်တဲ့ဦးကျော်မျိုးရွှေကိုစက်သွေးဥပဒေပုံမှန်66နဲ့အမှုဖွင့်ထားတဲ့အတွက်မတ်လ23ရက်နေ့ကတဲ့ဒါအမှတ်ခွန်နေမီရဲစခန်းမှာခေါ်ယူစစ်ဆေးခံရကြောင်းဦးကျော်မျိုးရွှေထံမှသိရသည့်သတင်းတွေမှရှင်းထားပါတယ်ဦးကျော်မျိုးရွှေဟာဒါနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုအသေးပြက်စီတဲ့စာရီးရေးသားဖော်ပြခဲ့တယ်ဆိုပြီးတော့ဒါမတ်လ10ရက်နေ့ည9:00ခန့် အချိန်ကဒါစမ်းကြောင်းမြို့နယ်အမှတ်24ရေစကန်ကိုတိုက်တန်းခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်မြို့စမ်းကြောင်းမြို့နယ်မှာနေထိုင်တဲ့ဒေါ်မြင့်မြထေးကပြောကြားသည်ဆိုပြီးတော့ဒီမှာရှင်းထားပါတယ်။ဒီတိုက်တန်းမှုနဲ့ပတ်သက်ပြီးတော့ရဲတပ်ဖွဲ့ဝင်တွေကဦးကျော်မြို့ရွှေကိုမန္တလေးမြို့မဟာအောင်မြင်မြို့နယ်အမှတ်9မြေရေစကန်မှာခေါ်ယူစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။ဒါဦးကျော်မြို့ရွှေကပြောထားတာကတော့ကျွန်တော်66ကကြီးနဲ့အမှုဖွင့်ထားတဲ့အကြောင်းအမှတ်9ရေစကန်ကစမ်းကြောင်းမြို့နယ်ရေစကန်ကဒူရဲအုပ်တယောက်ကအမှုစစ်ချင်တယ်ဆိုပြီးအကြောင်းကြားလာတဲ့အတွက် ျွန်တော်စစ်ဆေးခံခဲ့တာပါဒီလိုအမှုဖွင့်တိုင်ကြားခံရတာကတော့တဲ့ဒါသတင်းတောက်ကိုဆွေဝင်းကိုအမှုဖွင့်ခဲ့တဲ့အတွက်ပြန်လဲတုံ့ပြန်တဲ့အနေနဲ့တိုက်တန်းချင်းဖြစ်နိုင်တယ်လို့ထင်မြင်မိကြောင်းလဲတရားရုံးမှာအမှုရင်ဆိုင်ခြင်းနဲ့ဒါတုံ့ပြန်သွားမယ်ဆိုပြီးတော့သူကဆက်ပြီးတော့ပြောထားပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဥကြောမျိုးရွှေကိုရေးယူပေးရင်တိုင်ကြားခဲ့တာကတော့တဲ့ဒါအင်္ဂလိပ်လိုရှင်းသားထားတာပေါ့နော်ကြော်မျိုးရွှေဆိုတဲ့အကောင့်ကလူမှုကွန်ရက်စာမျက်နှာမှာဒီဒီချင်းလိုအပ်လို့တက်မတော်အာနာသိရင်တမိုင်းတရခံကဘူဂျုတ်သမီးပဲ ဒါဒီလိုစာသားမျိုးနောက်တစ်ခါဘလောင်းပလဲတက်တဲ့ခမားတို့အစိုးရအဖွဲ့နဲ့အကန့်ညီဆုံးအလုပ်ကလေရင်းရင်းကြီးကြီးပြောရရင်ဇင်ကန်းထောင်တဲ့အလုပ်ပဲဆိုပြီးတော့ဒီလိုစာသားမျိုးပေါ့နော်နောက်တစ်ခုကတော့ဒါအာနာရှင်အစိုးရလောက်တောင်အာမကူရတဲ့အဲအစိုးရပေါ့နော်ဒါဒါဆဲထားတဲ့အုံလုံးလေးပေါ့နော်မူမူပေါ့ဒီလိုမျိုး စာသားတွေကိုဒါရေးသားထားပြီးတော့ဒေါန်ဆန်းစုကြည်ကိုအတေပြည့်စီရင်ရည်ရွယ်ရေးသားခဲ့သည်ဆိုပြီးတော့ဒါတိုင်ကြား ထားခဲ့ခြင်းဖြစ်ကြောင်းဒါဒေါ်မင်းမြထီးပေါ့နော်တိုင်ကြားသူကတော့ဒါလူမျိုးပြောထားပါတယ်ကျမကသတင်းတော့ကိုဆွေဝင်းကိုအမှုဖွင့်လို့သူ့ကိုပြန်အမှုဖွင့်တာမဟုတ်ပါဘူးနိုင်ငံတော်တိုင်ပင်ကပုတ်ကိုကိုအသက်ကြီးဖျက်လို့သူ့ကိုအမှုဖွင့်လိုက်တာပါသူ Facebook မှာရေးသားထားတာတွေကိုတွေးလို့အမှုဖွင့်လိုက်တာပါပဲသူ့ကမှမဟုတ်ဘူးသူ့ရှေ့မှာလည်းနှစ်ယောက်ဖွင့်ထားပြီးပါပြီဆိုပြီးတော့ဒါတော့ဒီမှာဆက်ပြီးတော့ရေးသားထားပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်ပိုင်းတွေကတော်တော်လေးကိုလူတိတ်များစိတ်ဝင်စားခဲ့တဲ့ကိုဆွေဝင်းကိုအမှုဖွင့်ခဲ့တဲ့သူသူ့ကိုပြန်ပြီးတော့ ဒါမှုဖွင့်ထားတာဗောနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဒီနေ့စီစီဒါနောက်ဆုံးစီစဉ်ကတ်တုံးပေါ့ညီမဟုတ်ကဲ့ပါအခုညီမရွေးထားတဲ့ကတ်တုံးလေးကတော့ဒီစံတော်ချိန်မှာပါဝင်တဲ့ကတ်တုံးလေးပါပဲရှင်ဟုတ်ကဲ့ပါဒီကတ်တုံးမှာတော့ဒီလက်ရှိမြန်မာအိုက်တုံးမှာခက်စားတိုင်းအဖြစ်ခက်စားနေရဲ့ဗောနော်ဒီမြန်မာပြည်တိုင်းတဲ့ပုံလေးပါပဲရှင်သူကအန်ကယ်ကတော့ ES ပါကွာတဲ့ ဲ့လိုမျိုးပြောရပါတော့။သူက10ရက်9ရက်10ရက်အတန်နေထွက်မနေနဲ့အတန်နေလုံးပိတ်ပြီးလစာယူနေကြပါလားဟဲ့။ဟင်းမပြောလိုက်ချင်ဘူးဆိုပြီးဒါမြန်မာပြည်တိုင်းတန်ပြောတဲ့ပုံစံလေးနဲ့သူကတော့ဒီစံတော်ချိန်ကတုံးငါနေဖော်ပြထားပါဒါကတော့ကာတွန်းဆရာမင်းမင်းပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့သတင်းစာပေါ်ကဖတ်ဆရာများအစီအစဉ်ကိုဒီကာတွန်းအစီအစဉ်လေးနဲ့ပဲနှုတ်ဆက်ပါရစေရှင် DVB ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာ